အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကအတုအယောင်သာဖြစ်တယ်လို့အဖသားရစာပြောလာတဲ့ရုပ်တံကိုတင်ဆက်ပေးလိုက်ပါတယ်။ဟောဒီနေ့ခေတ်တမိုင်းကျောင်းလေးအကြောင်းကျွန်တော်ပြောချင်။ဒီနေ့ခေတ်တမိုင်းကျောင်းအကြောင်းလက်ရှိဖြစ်နေတဲ့အကြောင်းလေးပြောရင်ထောက်ကြနိုင်တယ်။ဟောအဲ့တော့အတိတ်ကတမိုင်းကျောင်းလေးနဲ့အတိတ်ကအကြောင်းညာလေးတွေကိုနည်းနည်းပြောကြည့်မယ်။လက်ရှိဖြစ်နေတာတွေနဲ့ကိုယ့်အကူ miss လောက်ကြည့်လိုက်နော်ချိန်ထိုးပြီးမှုနှောက်ကြည့်လိုက်။ဆိုတော့ ျွန်တော်အမြဲတမ်းပြောခဲ့ဘူးတဲ့အင်းဝဟန်တာမရီဒါတော့ခင်ဗျားတို့လည်းကြားရတာယူနေလို့ဆိုတော့နည်းနည်းဒီဘက်ကိုရွှေ့လိုက်မယ်ပိုကျော်အောင်ဆန်းတို့ခဲ့ပေါ့နော်အဲ့ဒီနောက်ပိုင်းလွတ်လည်ရပြီကစားနောက်ပိုင်းမြန်မာနိုင်ငံရဲ့အလံဟာအနီရောင်အောက်ခံအပြာရောင်တောက်မှန်တယ်ကျေအကြီးကြီးတစ်လုံးကိုကျေအသေးလေး၅လုံးဝင်ရထားတယ်ဟိုတော့တိုင်းရင်းသားတွေကဗမာနဲ့တိုင်းရင်းသား၅မျိုးစုစုပေါင်း၆မျိုးပဲရှိတယ်အခုလူစလင်းမျိုးရှိသေးဘူး တချို့ဟိုအင်္ဂန်းသေးတဲ့လူရည်နေတဲ့တိုင်းသားတွေနောက်ခုတခုပေါင်းထားလေးတော့ရှိခဲ့တယ်။နောက်ထပ်သမိုင်းကြီးကိုကိုပြန်ဖတ်ကြည့်ရင်သဘောပေါက်လာလိမ့်မယ်။ဆိုတော့ကျွန်တော်တို့ရန်ကုန်မြို့တော်ခမ်းမရှိရလွတ်လည်ရေးကြောက်တိုင်းရောအပေါ်ကနေမြင်ရတဲ့ပုံစံဟာကျွန်တော်တို့မြန်မာနိုင်ငံလွတ်လည်ရေးရပိကသာပထမဦးဆုံးမြန်မာနိုင်ငံနော်အဲ့တော့ပြည်တော်စုဆိုရှယ်လစ်အမရမြန်မာနိုင်ငံတော်လို့ဖြစ်လာတဲ့အချိန်မှာအလုံသမားလေသမားဦးစားပေးတယ်မြန်မာနိုင်ငံဒီမိုကရေစီဆိုတဲ့စကားလုံးထက် အလုံသမားလေသမားကိုဦးစားပေးတဲ့ community ဆန်ဆန်เนาะ community နဲ့မကွာတဲ့တပါတီစနစ်အုပ်ချုပ်ခဲ့ဘူးလေဆိုတော့အဲ့ဒီလိုအနေအထားမျိုးဒီမှာမြန်မာနိုင်ငံရဲ့အလံဟာခုနပြောတဲ့ကျဲအကြီးတစ်လုံးကိုကျဲအသေးလေး၅လုံးရန်ထားတာကနေစပနံရဲ့ဆက်သွားရေးရေတူကျဲပြီး၁၄လုံးဝင်းရံတဲ့အလံဖြစ်ဒါကျွန်တော်တို့စာတင်ခဲ့ရတဲ့ဒုအလံဆိုပြီးစာတင်ခဲ့ရတဲ့အလံတစ်ခုဒါကျွန်တော်တို့တင်ခဲ့ရတာပေါ့နော်ဆိုတော့၂၀၁၀ခုနှစ်နောက်ပိုင်းမွေးတဲ့လူတွေကတော့အဲ့ဒီအလံကိုသိမှာမဟုတ်ဘူးဒါ၂၀၁၈ရှေ့က လူတွေကတော့သိလိမ့်မယ်ထားပါတော့အဓိကပြောချင်တာကအဲ့ဒီအလံအကြောင်းပြောချင်တာကျွန်တော်တို့မြန်မာနိုင်ငံကအခုချိန်မှာဒီမိုကရေစီနိုင်ငံတော်လို့သတ်မှတ်ထားပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံအဓိကမဟာမိတ်နိုင်ငံတွေဟာကွန်မြူနစ်နိုင်ငံတွေကြီးပဲတရုတ်ကွန်မြူနစ်ပါတီအုပ်ချုပ်တာလက်ရှိလက်တရုတ်ကကွန်မြူနစ်လမ်းစဉ်နဲ့တောင်းနေတာမြောက်ကိုရီးယားစီးဆိုင်ရမဟာမိတ်မြောက်ကိုရီးယားလည်းကွန်မြူနစ်နိုင်ငံရုရှားဒီမိုကရေစီပေမဲ့ကွန်မြူနစ်အုံမြင့်ကွန်မြူနစ်အခြေခံကွန်မြူနစ်သွေးတွေရုရှားမှာရှိတယ်ဆိုတော့ မြန်မာနိုင်ငံကရောဘလို့အနေထားမျိုးလဲဒီမိုကရေစီလို့ပြောရင်လွတ်လပ်စွာသဘောထားကိုယ်လဲခွင့်နေလွတ်လပ်စွာပြောရေးဆိုခွင့်နေလွတ်လပ်စွာဝေဖန်ပိုင်ခွင့်နေရှိမှာဟုတ်နော်အကွန်မြူနတီနိုင်ငံတွေမှာတော့အဲ့ဒါရှိမှာမဟုတ်ဘူးဒီကတော့နှစ်မျိုးပဲရှိလှုပ်ဆိုတဲ့အရာလှုပ်မလုံနဲ့ဆိုတဲ့အရာကိုလုံးဝမလုံနဲ့ရှင်းရှင်းလေးကွန်မြူနီကရိုးရှင်းလေးဒီမိုကရေစီလိုအာရုံတွေနောက်ရှုပ်ချမလို့လှုပ်ဆိုတာလုံးမလုံနဲ့ဆိုတာမလုံနဲ့လှုပ်ဆိုတဲ့အရာကိုမလုံရင်အရေးကြီးမယ်မလုံနဲ့ဆိုတဲ့အရာကိုလုံရင်အရေးကြီးမယ်ဒါပဲရှင်းရှင်းလေးဒီကတော့နှစ်မျိုးပဲရှိတယ်ဆိုတော့မြန်မာနိုင်ငံရဲ့အလံမှာ စပယ်နဲ့စက်သွားဂျေပါတယ်ပဲကွန်မြူနီနိုင်ငံအလန်ညိုကြည့်လိုက်တူတစင်ဂျေတူဒီအလုပ်သမားတွေကိုကိုးစားပြုတယ်ဒစင်ဒီလေသမားကိုကိုးစားပြုတယ်ဂျေဒီပါတီကိုကိုးစားပြုတယ်ပါတီကအလေးပြမယ်ရှေ့ဆောင်မယ်ပေါ့အလုပ်သမားလေသမားနောက်ကနေပူပေါင်းဒါသူတို့နဲ့ဖွဲ့စည်းထားရပေါ့အနီအောင်အလုံးရေးရင်နေပေါ့တက်နေတော့ပေါ့ဆိုတော့မြန်မာနိုင်ငံအလန်ကြည့်ပြန်ကြည့်လိုက်စပယ်နဲ့အလုပ်လေသမားကိုကိုးစားပြုတယ်စက်သွားအလုပ်သမားကိုကိုးစားပြုတယ်ဂျေတိုင်းနေပြည်နယ်၁၄ခု ပြည်တော်စုပေါ့ကိုစားပြုတယ်ရိုးရှင်လေးလောက်သမားလေသမားကိုကိုစားပြုထားတယ်တူနဲ့တစင်းနဲ့မြန်မာနိုင်ငံတော်ရဲ့စပန်နဲ့ဆက်သွားအတူတူပဲပုံစံလေးတာကွဲတာအဓိပ္ပာယ်ဖွင့်ဆိုခြင်းအတူတူပဲဆိုတော့ဟိုတော့ပြောတယ်လောက်သားပြည်သူများလောက်သားနေစဉ်တရင်းသားလောက်သားကောလိတ်အလောက်သမားလေသမားကွန်မြူနီနိုင်ငံတွေလိုပဲဦးစားပေးခဲ့တဲ့ခေတ်မြန်မာပြည်မှာရှိခဲ့တယ်ဟုတ်ပြီနော်အဲ့ကျွန်တော်တို့တော့မမီးတိလည်းမတိဘူးကျွန်တော်တို့ရဲ့အမေတွေနော်ကျွန်တော်တို့အဖိုးတွေဖွားတဲ့ခေတ်ကရှိခဲ့တယ်လောက်သားကောလိတ်ဆိုတာတွေ เนาะกูเจอเราတော့မမီဒီခေတ်မှာရှိလည်းမရှိเนาะထားတော့ကျွန်တော်မမီတဲ့ခေတ်တွေမပြောဘူးတော်တော်ကိုလေးလာထားတဲ့အကြောင်းလေးပြောပြတာတစ်ချိန်လုံးကမြန်မာနိုင်ငံကွန်မြူနတီဆန်ဆန်ပါကြမှုလေတပါတီကျူးစနစ်နဲ့အုပ်ချုပ်ခဲ့မှုလေအဲ့တော့တမတော်ကြီးကလည်းအဲ့ဒီကနေစဉ်သက်လာတဲ့တမတော်ဖြစ်တဲ့အတွက်တသွေးတသန်တမိတ်နဲ့အုပ်ချုပ်တယ်ဟုတ်ပြီနော်မားလည်းမားလည်းလာမျိုးနဲ့ခိုင်းရလို့အမိတ်ဒါမိတ်ဒီလိုအုပ်ချုပ်တာ哦ဆိုတော့ဒီမိုကရေစီလို့ပြောင်းလဲလိုက်အလံပြောင်းလိုက်ုံနဲ့နော်ဝါစိမ့်နေတုံးအောင်ချေအလေကောင်မှာကျေလေးတစ်လုံးထည့်ပြီးအလံကြီးပြောင်းလိုက်ုံနဲ့ ပြည်တော်သမ္မတမြန်မာနိုင်ငံတော်လို့နိုင်ငံတော်ရဲ့အမြူပြောင်းလိုက်ရုံနဲ့နိုင်ငံတော်တချင်းကိုခြေစင်းရဆဆူလိုက်ရုံနဲ့ပြောင်းလဲသွားတာမဟုတ်ဘူးတကယ်တည်းကိုကိုတိုင်းနိုင်ငံထဲမှာရှိတဲ့အုပ်ချုပ်သူတွေရောအုပ်ချုပ်ခန်တွေရောအားလုံးကိုစီကိုစီပြောင်းလဲမှပြောင်းလဲမှအဲ့လိုပြောင်းလဲဖို့တဲ့နံပါတ်1ဘာလို့လဲဆိုအတိတရားတွေလိုအပ်တယ်အခုကျွန်တော်တို့ကျောင်းဆောင်တွေမှာပြန်ထားတာဒီမှာတွေ့ကြည့်လိုက်ငါထွေးယူငါလုံးလက်ဖက်ညောင်းဖီးကျန်စစ်သားလေးဦးကြောင့်အနော်ရထားကြောင့်ငရံမန်ကန်းကြောင့် မကျော်အောင်စံကြောင်းမန်ဖခိုင်မြမသမိုင်းကမသိုင်းဓာတိပဲပါတယ်ဒီနိုင်ငံရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့ဒီနိုင်ငံတော်ကိုချစ်မြတ်လို့ရမယ်ဘာသာရက်ဒီစောက်ထဲမှာမပြောဒီနိုင်ငံတော်ဘာကြောင့်ချစ်မြတ်လို့ရမှာလဲဒီနိုင်ငံရဲ့အရေးကြီးတဲ့ဖွဲ့စည်းအုပ်ချုပ်ပုံဒီမှာနိုင်ငံသားတယောက်ရဲ့အခွင့်အရေးတွေနိုင်ငံတော်ကာကွယ်တဲ့တပ်မတော်ကြီးရဲ့အခန်းကဏ္ဍတွေစောက်ထဲမှာရှာမတွေ့ဘူးမတွေ့တော့မဖတ်ဘူးမဖတ်တော့မသိဘူးမသိတော့တမုံမထားဘူးဒါပဲအဲ့တော့မြဝတီတို့ကြီးမုံတို့ပြောလေစက်ကူတီကုံတော့ပဲဖတ်တယ် ဲ့တရင်ကလည်းဘူးမှဖတ်ကြောက်မဖြစ်မနေဘူးလို့သာယူတယ်ပြီးရင်ကောက်လှန်လိုက်တယ်ခါကြကြော်ဖက်တယ်ဘာလို့အာကသာတရင်ဖတ်ချက်အကြည့်ကြတယ်နိုင်ငံတကာကြီးကတော့တော့ကြည့်ရောထက်မှသွားကြည့်လဲဘာမှမရှိဘူးလူကြီးတွေတိမဲစိုက်တာမြင်ရတယ်ဖုံမွေးတော်တာမြင်ရတယ်ဒါကြီးပဲမြင်နေရတာဘာမှထူးကြတာမပေါ့နော်ဘာစိမ့်ပါရင်တို့တို့အလုံးလုံးတာကိုကြော်ညာပေးတဲ့အနေထားတစ်ခုပဲရှိတယ်ဆိုကျွန်တော်တို့ကတို့လုံနေတာသိကျင်တာမဟုတ်ဘူးဖြစ်နေတာတွေကိုသိနေတာမြန်မာနိုင်ငံသတင်းဌာနသတင်းကြီးညာတယ်အဘိုးကြီးဘသူဘုံကြီးချုပ်ဘသူဘဲဝန်ကြီးကဘဲသွားတယ်ဘာစစ်တယ်ဒါကြီးကျွန်တော်တို့ကြည့်နေတာဘုံစိတ်ထဲမဝင်သားဘူး ဘယ်နေရာမှာတော့မှုကင်းဘလို့ဖြစ်တယ်အဲ့ဒီပုံကင်းကိုဘလို့ဖော်ထုတ်လိုက်လဲဆိုကိုရီးယားကနေကြည့်ဒါမှမမြင်ရကအိန္ဒိယကလားကနေကြည့်မြင်ရတယ်တရုတ်ကနေကြည့်အဲ့ဒါတွေမြင်ရတယ်မြန်မာနိုင်ငံဒီမိုကရေစီဆိုဘာဖြစ်လို့အလိုမျိုးတမရှိကြလားဟာဘယ်နေရာမှာလူသတ်မှုဖြစ်တယ်တရားရုံးဘလို့ထုတ်သွားလူတွေအစိတ်ဝင်စားတယ်ဒီလူသတ်မှုနဲ့ပတ်သက်ပြီးဘလို့ဖော်ထုတ်မှာလဲဥပမာစေမလို့တရားရုံးနဲ့တပ်ပုံရဲရပြက်သွားတာလုံးဝအမှောင်ချတာဒီမိုကရေစီဆိုရင်အဲ့လိုအမှောင်ချလို့မရဘူးလေတရားရုံးနဲ့မှာတရင်လိုက်ယူပါတရားသူကြီးဘလို့ဆုံးဖြတ်တယ်လေကတ်ဆိုကြဘလို့ပေးလဲချစ်နေဘလို့စစ်လဲပုလိမင်သာရှိရပါလုံးဝတကပိတ်တည်း ဒီမိုကရေစီလို့ခေါ်လို့ရပါမလားနောက်တစ်ခုလွတ်လပ်စွာဝေမှန်ပိုင်ခွင့်မကြိုက်မကြိုက်ဘူးအဲ့တော့ NDD NDD ကပေါက်ဖွားလာတဲ့ PDF CRPH NUG ကဖွဲ့ပြီးငါနဲ့ပြူငါရန်သူဆိုပြီးတော့မြန်မာတပ်မလို့ရလက်ညှိုးထိုးပြတယ်နော်တရိစာရှင်းလင်းပွဲဒီမှာနိုင်ငံတော်အဆင့်ဗိုလ်ချုပ်ကြီးတွေကိုတိုင်ဒီစကားတွေပြောနေတာတကယ်တမ်းကျတော့သူတို့လုံရက်ပြီသူတို့လည်းမကြိုက်ဘူးသူတို့ကမထောက်ခံတော့တတ်တယ်သူတို့လုံတက်တာဒါပဲရှိတယ်တပ်မလို့ရ စစ်ကောင်စီကအပြည့်အဝကြီးညာပြီးတနိုင်ငံလုံးလေးချောင်းတိုက်ခိုက်ထိုးစစ်ဆင်နေတော်လဲတိုင်းရင်းသားလက်နက်ကိုင်များယာယီအပြည့်အဝထားပြီးရန်မင်းအောင်လိုင်းကပြောပြန်အကြမ်းဖက်စစ်ကောင်စီကအပြည့်အဝကြီးညာပြီးတနိုင်ငံလုံးလေးချောင်းတိုက်ခိုက်ထိုးစစ်ဆင်နေတော်လဲတိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့်ယာယီအပြည့်အဝထားပြီးရန်အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်းကပြောဆိုသည်ယမန်နေ့နေပြည်တော်တွင်ပြုလုပ်သည့်ငလင်ဘေးအတွက်အလှူငွေပေးအပ်ပွဲအခမ်းအနားတွင်မင်းကအထက်ပါအတိုင်းပြောဆိုလာခြင်းဖြစ်သည် ငလင်ပေးပြန်လည်ထူထောင်ရေးအတွက်စစ်ကောင်စီကဧပြီလ၂ရက်နေ့မှယခုမေလအကုန်ထိယာယီပစ်ခတ်တိုက်ခိုက်မှုရစဲရေးကာလသတ်မှတ်ထုတ်ပြန်ထားကြောင်းထို့ကြောင့်နိုင်ငံတော်နှင့်ပြည်သူတို့၏အကျိုးစီးပွားကိုရှေ့ရှုပြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်တပ်ဆိုင်သူများအနေဖြင့်လည်းယာယီအပစ်ခတ်ရစဲထားခြင်းပေါ်အလေးထားစဉ်းစားပြီးလိုက်နာဆောင်ရွက်ပေးကြရန်တိုက်တွန်းလိုကြောင်းမင်းအောင်လိုင်ကပြောဆိုသည့်တို့ရတွင်ငလင်ပေးအကြောင်းပြ၍အပြည့်ရဲဆဲသည်ဟုစစ်ကောင်စီတပ်ကကြေညာထားတော်လဲ လက်တွေ့တွင်စစ်တပ်ကပင်ပြည်သူများကိုပြစ်မှတ်ထား၍လေကြောင်းတိုက်ခိုက်မှုများဆောင်ရွက်နေကြောင်းအာဆီယံနှင့်နိုင်ငံတကာအနေဖြင့်စစ်ကောင်စီ၏ဟန်ပြအတုအယောင်လူသားချင်းစာနာမှုအပြစ်ခတ်ရစေ၏အပေါ်ဆက်လက်ယုံကြည်မှုပေးရန်မဖြစ်တင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးအန်ယူဂျီတမရယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကမေလ28ရက်နေ့တွင်ထုတ်ဖော်ပြောဆိုခဲ့သည့်အာဆီယံအပါအဝင်အိမ်နီးချင်းနိုင်ငံများနဲ့နိုင်ငံတကာအတိုင်းဝိုင်းဟာစစ်ကောင်စီရဲ့အတူအယောင်ဟန်ဆောင်လူသားချင်းစာနာမှုအပြစ်ခက်ရစေးရေးပုံမှာဆက်လက်ပြီးယုံကြည်မှုပေးနေဖို့မဖြစ်နိုင်တော့ပါဘူး။ မေလ12ရက်နေ့ကစကိုင်းတိုင်းအိုးတိမ်တွင်းရွာစာတင်ကျောင်းကိုချက်ဖိုက်တာနဲ့ဘုံကျဲတိုက်ခိုက်လို့ကျောင်းသားလူမမဲများနဲ့ဆရာမအပါဝင်24ဦးထပ်မင်းဲတည်ကြည်ခဲ့ရပြီးတရားကြော်ထိခိုက်ဒဏ်ရာရခဲ့တာဟာစစ်ကောင်စီရဲ့အရက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေတဲကမကြခင်ကရရှိတဲ့ခိုင်မာတဲ့တပ်သေးတာတကတစ်ခုပဲဖြစ်ပါတယ် အရက်သားတွေစာတင်ကြောင်းဆေးရုံစည်းကမ်းမကြံဘုံကျဲတိုက်ခိုက်မှုတွေနဲ့စက္ကစထံလေယောက်စီရောင်းဝယ်နေတာတွေကိုပြင်းထန်စွာဆန့်ကျင်ပြီးဒီလိုမလုံနိုင်အောင်လက်တွေ့ကြပြီးထိရောက်တဲ့ဖိအားပေးအေးအေးယူမှုတွေဆောင်ရွက်တင်ပါတယ်ဟု UNG တမရယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကပြောဆိုခဲ့သည်။ဟုတ်တမရယုံမထောက်ခံဘူးတမရယုံအပြစ်ပြောပြီဆိုတဲ့ထောင်ချတော့တာပဲ။ तू ပြောတာမှန်သလားလို့မစင်စားဘူး။ဟိုဘက်ကလည်းအဲ့ဒီလိုပဲပြီးတော့ဘာကွာလဲ။ community တသိလေးနဲ့ community အကြီးအတိုင်းနေတယ်လို့ကို ြစ်နေဆိုတော့ကျွန်တော်တို့ကဒီမိုကရေစီလို့ခေါင်းစဉ်တိုက်ရင်ဒီမိုကရေစီရဲ့စံနှုန်းတွေနဲ့ဒီမိုကရေစီရဲ့အနှစ်သာရတွေနဲ့ပြည့်ဝဖို့လိုလို့လိမ့်မယ်တခုတစ်ယောက်တည်းအဖွဲ့တစ်ခုတည်းပုပ်ကူတစ်ယောက်တည်းအဖွဲ့စည်းတစ်ခုတည်းကနေချုပ်ကင်ထားဖို့မဖြစ်နိုင်ဘူးသူ့လို့သူ့လို့ရမယ်လာဘကလာဘကလို့လို့ရမယ်ဆီယံဝဆီယံဝလို့လို့ရမယ်ကျောင်းဆရာကျောင်းဆရာလို့လို့ရမယ်တစ်တော့တစ်တော့လို့လို့ရမယ်ဆောက်လို့ဆောက်လို့လို့ကိုယ့်လို့ကိုယ့်တောင်ကိုကိုယ့်အနေကိုခွဲခြားထားပြီးသားဌာနတွေခွဲဆိုမတူညီတဲ့ယူနီဖောင်းတွေမတူညီတဲ့တာဝန်တွေမတူညီတဲ့လုံဆောင်ချက်တွေမတူညီတဲ့ပညာသေးတွေနဲ့မတူညီတဲ့အလုပ်တွေတွေ ူပေါင်းပြီးတော့နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အလုပ်လုပ်ရမှာဆိုတော့ဒီအနေအထားတစ်ခုမှာကိုထာနာမှာကြည့်တော့လေဒီလိုပါတယ်ဒါမှမဟုတ်သူအဲ့ဒါမကြွမ်းဘူးများသောအားဖြင့် EPC ကိုနန်းနေမှာပို့ဆိုးတယ် EPC မှာအကြီးကဲလုပ်တဲ့တော်တော်များများ EPC ကြောင့်နားလည်လူတွေနေတယ်စီပင်မှာလည်းဒီလိုပဲစီပင်မှုဆောင်လုပ်တဲ့လူတော်တော်များနားလည်မှုနေတယ်ဆိုတော့လုံငယ်မကြွမ်းကြည့်ဘူး तू လောက်ခဲ့တဲ့နေပဲ तू ရောက်ခဲ့တဲ့နေပဲနဲ့လက်ရှိ तू လုံနေရတဲ့နေပဲဘာမှမဆိုင်ဘူးအဲ့ကြားတော့လေလုံငယ်အတင်သွားတာတော့မှန်တယ် ဒါပေမဲ့သူ့လက်အောက်ကလူရဲ့အတွေ့အကြုံ तू မမီးဘူး။ဟောတော့ तू ကိုယ်တိုင်မလုပ်ဘူး။လုပ်ငန်းအတွေ့အကြုံကဘယ်လိုလုပ်ရမလဲလို့သာ तू သိလာတာ။ကိုယ်တိုင်မလုပ်တတ်ဘူး။နားမလည်ဘူးလုပ်ငန်းတဘော။ပြဿနာလေးရှိရဲ။ဆိုတော့ပြောကျင်တာ။ဟိုတုန်းကချမှတ်ခဲ့တဲ့လမ်းစဉ်တွေ။ဟိုတုန်းကချမှတ်ခဲ့တဲ့ဥပဒေတွေဟိုတုန်းကချမှတ်ခဲ့တဲ့စီမင်းတွေ။လုပ်လေအများကြီးအင်္ဂလိပ်ကထားခဲ့တဲ့စီမင်း။ဂျပန်ကတော့ဂျပန်ဆက်အုပ်ချုပ်တယ်။အဲ့ဒီဥပဒေအဲ့ဒီစီမင်းတိုင်းပဲ။ ဂျပန်ကြီးကနေအင်္ဂလိပ်ကပြောင်းနေသူ့ဥပဒေသူဆက်လုပ်တယ်အင်္ဂလိပ်ပြီးတော့မြန်မာလွတ်လည်ရတယ်အင်္ဂလိပ်ထားခဲ့တဲ့ရုံစာပုံစံတွေစာချုပ်စာတမ်းပုံစံတွေဒီပုံစံတွေနဲ့မဆက်ဘူးကျေလူတို့ပူဆိုလေးလုံးဝပြုပြင်ပြောင်းလဲတာမရှိဘူးနိုင်ငံတစ်ခုပြောင်းလဲခြင်းကြီးလူပုဂ္ဂိုလ်တွေပြောင်းလဲသွားရုံနဲ့မရဘူးခုခင်ဗျားတို့တွန်လိုင်းကြီးလုပ်နေကြတယ်ဆိုတဲ့ PDF တွေလက်ရှိတက်မတော်ကြီးဖြူလဲသွားလို့ခင်ဗျားတို့တက်လိုင်းရောပြီးသွားပြီလို့ထင်လို့လားရှိသမျှဝန်ကြီးဌာနတွေရှိသမျှမြန်မာနိုင်ငံအစိုးရဌာနတစ်ခုလုံးပြောင်းလဲပြင်မရပါဘူး လုံလုံးလုံးလေးတွေနေဥပဒေတွေညွှန်ကြားချက်တွေပုံစံတွေအကုန်ပြောင်းအောင်ဘောပေါလားမလို့ခင်နဲ့စနစ်နဲ့လိုက်ရောညစ်တွေ့ဖို့အကုန်ပြောင်းလဲပြရအောင်အဲ့လိုမပြောင်းလဲသေးရတော့ဘသူပဲနိုင်နိုင်ဘသူတက်တက်ဘလောက်အုပ်ချုပ်အုပ်ချုပ်ဒီတိုင်းရဒီတိုင်းစကလုံးနေတာတီဗီပေါ်မှာသာလှလာပပလေးနဲ့ပါညာပြောနေလိမ့်မယ်။အဲတော့သတင်းစာစက်ကူတွေပေါ်မှာစကလုံးအလှတွေရေးနေလိမ့်မယ်။မိပြီးဖြစ်နေရတဲ့တိုက်ကြီးဘာမှမဆိုင်ဘူး။ရှားစီပဲ။ပြောတာပြောတာလှုပ်တာလှုပ်တာဘလုံးမှကိုမအပ်ဆက်တာ တော့ပြောတဲ့အလုပ်ညီချင်းရင်ညီအောင်လို့ညီတာပေါ့ဟုတ်လားလွတ်လည်ရခင်တော့ပြောခဲ့တဲ့အပြောတွေလွတ်လည်ရတော့တလွဲလွတ်လည်ရပြီးတဲ့အချိန်မှာပါတီတွေကွဲပါတီတွေကွဲတယ်ပြန်စုမယ်လို့ပြောထက်ကွဲတခုတည်းဖြစ်တခုတည်းဖြစ်တော့လည်းတစ်ခါမှကျင်းတတ်ပြအောင်တစ်ခါထပ်ပြီးတော့ဘယ်လိုရှုပ်ချက်ကိုခံဒီနားမှာလည်းတန်တရားလေးနေမှာတော့မှပြီးနိုင်ဆုံးနေမှာဘာကြောင့်လဲဒီအုပ်ချုပ်မှုတခုဒီစနစ်တခုကိုမကြိုက်လို့မှဒေါ်လာကြတာလေကိုယ့်လက်ထဲရောက်လာတော့လေဒီစနစ်ပဲပြန်သုံးနေတော့ဘာထုမှလဲဘောကြောင့်ဆန်းတော့ဥဆောင်တဲ့အကြောင်းသားတွေရန်ကုန် ်ဤတက္ကသိုလ်ကအဲတော့ကတော့ယူထတန်ကောလိပ်ရန်ကုန်ကောလိပ်ပေါ့ဗျာနော်အဲ့ဒီရန်ကုန်တက္ကသိုလ်ကဆန္ဒပြတဲ့ចောင်းသားတွေရန်ကုန်တက္ကသိုလ်အုပ်ပရိကိုမကျင်းတဲ့လို့ဆန္ဒပြကြတာနော်လွတ်လည်ရတော့လေအဲ့တော့ကနေစနေနဲ့ဘာမှမချောင်းဟုတ်တယ်ဒီစာအုပ်ဒီဥပဒေကိုပဲမြမမှုပြန်ပြုတ်ပြီးတော့လူတို့ပူချော်လေးမြမဟောတာလေးကတုံးလိုက်တာပဲတော့နဲ့လူတတ်မှုအင်္ဂလိပ်အုပ်ချုပ်ခဲ့တဲ့မြန်မာနိုင်ငံတော့နဲ့လူတတ်မှုအင်္ဂလိပ်ကိုအုပ်ချုပ်ခဲ့တဲ့အိန္ဒိယတော့နဲ့လူတတ်မှုပဲတူတူပဲဒီဥပဒေပဲအင်္ဂလိပ်ကကန်တာသူ့ဥပဒေနဲ့သူအုပ်ချုပ်သွားတာ တော့အင်္ဂလိပ်အုပ်ချုပ်ခဲ့တဲ့နိုင်ငံတွေအကုန်လုံးရဲ့ပုံမှန်တွေကပထမမြတ်စင်လူတိုင်းပဲ။တော့ကျွန်တော်တို့အဲ့ဒါယူဆက်သုံးနေတာ။ဘာလို့ကိုယ့်အကူမပြင်ရတာ။ရိုးရှင်းလေးပြောတော့။ဘာဖြစ်လို့ကိုယ့်နိုင်ငံနဲ့ကိုက်ညီမဲ့နေစင်လူပြ။တချိန်တော့အင်္ဂလိပ်ကနှိပ်ကုတ်ဖို့သူ့ကိုတော်လန်နဲ့သူ့ကိုပုံကန်တဲ့ဗမာလူမျိုးတွေကိုနှိပ်ကုတ်ဖို့ဥပဒေတွေနှုတ်ခဲ့တာအများကြီးပဲ။ဥပဒေတွေလှုပ်ထပ်ပစ်ခဲ့တာအများကြီးပဲ။အဲ့ဒီဥပဒေတွေဟာအခုခေတ်အခုအချိန်မှာကိုယ့်ဗမာလူမျိုးအချင်းချင်းကိုပြန်နှိပ်ကုတ်ဖို့လှုပ်ထားတယ်လို့ဖြစ်။လုံးဝပြင်းရမှာ တော်သားစုကြည်အာနာရခဲ့တဲ့၅နှစ်ပြင်မဲ့ပြင်မဲ့ပြောနေချေဥလည်းမြင်တော့ပါပြီတော့ပောက်ကတိလျှောက်ပြင်သွားတယ်ကိုနိုင်ငံအတွက်အဓိကကာကွယ်ထားတဲ့နောက်ကဥပဒေတွေကိုပြင်ချပလိုက်တယ်အဲစစ်ဥပဒေတွေပြင်ချပလိုက်တယ်အကိုနိုင်ငံထဲမှာနေတယ်အဲစစ်တိုင်ကြမလို့မှန်ပါတယ်ဒါပေမဲ့ကိုနိုင်ငံဟာသူများနိုင်ငံတွေမျိုးခလုတ်နှိမ့်လိုက်ရင်လည်းဘသူဘွားလို့ပေါ်တဲ့အနေအထားအစီမျိုးမဟုတ်ဘူးဒါကိုဒီဘုတ်မေ့နေပုံရတယ်ဒီအမျိုးသမီးမေ့ခဲ့မေ့နေခဲ့ပုံရတယ်ဆိုတော့ကိုအရာမျိုးလှုပ်ချင်ရင်နောက်နိုင်ငံတွေမှာလို့ဟုတ်လားအဲစင်းတော့တိုက်ကြမလို့ဆိုရင်လူတိုင်းမွေးလာကြတဲ့လက်ဝေးရစနစ်ကစသွေးဥစုကစခလုတ်နှိမ့်လိုက်တာနဲ့နာမည် ရိုက်ထည့်လိုက်တာနဲ့အချက်လက်အကုန်ကျနိုင်လောက်တဲ့ level တစ်ခုထိရောက်အောင်လှုပ်ထားအဲ့လိုလှုပ်မထားနိုင်မယ့်ဆိုရင်တော့ရှေးဥဆွဲတွေပဲပြန်လာမှာတိုးတက်ချင်တိုးတက်အောင် လုပ်တိုးတက်တယ်ပြောင်းလဲချင်ပြောင်းလဲအောင်လုပ်ပြောင်းလဲတယ်เนาะကျွန်တော်လုပ်ခဲ့တဲ့2022ခုနှစ်ကကျွန်တော်ပြောခဲ့ပဲပြောင်းလဲဖို့အချိန်တန်နေတာမဟုတ်ဘူးပြောင်းလဲဖို့လှုပ်ဖို့လှုပ်ဖို့အချိန်တန်တာပြောင်းလဲအောင်လှုပ်ဖို့အချိန်တန်တာပြောင်းလဲချင်တိုင်မျိုးထိုင်းအော်နီယွန်လည်းပြောင်းလဲဘူးပုံမတော့ပါတော့အနာဂတ်လို့အော်နီယွန်နဲ့ဘာတောက်ပါလာမှာမဟုတ်ဘူးတောက်ပအောင်မလုပ်မရှင်းတောက်ပမလာဘူး 哦你不摸到把到那個不要累進擔米都開哦提了哦比不到躺哦巴嘛不要累了嘛不不不嘛不嘛不漏不嘛不要累啊不漏ချိန်တန်ရွက်ောက်ဝန်နာနီကမှာကားကြီးတွေလက်သချင်းလေးတွေအော်တိုက်ပိုးကြီးတွေဝေးပြီးလက်ကလေးပြရပြီးတော့ရွက်ောက်ဝဲလဲပြီးတော့ဘာဖြစ်လဲကိုယုံကိုတက်ကိုလို့ဆရာရှီရလို့ပုံမှန်ဒီပုံစံပဲဘူးမှမပြောင်းလဲဘူးပြောင်းလဲဖို့ခင်ဗျားတို့ဒီလှုပ်ဆောင်ခြင်းတန်